ဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးထဲမှာကျွန်တော်တို့ဒီလက်ရှိပေါ့နော်ကိုယ်လေးချိန်ကိုယ်လေးချိန်ပြဿနာတက်တာပေါ့နော်အော်ကျွန်တော်များသောအားဖြင့်အာဘနပေါင်ဆိုရင်မရဘူးလို့ပဲကျွန်တော်ထင်တာပေါ့နော်အမှန်ကျွန်တော်တို့တင်မောတက်ဖို့ကကိုယ်လေးချိန်နဲ့ဘာနဲ့အချိုးပြန်ချရလဲဆိုတော့ကျွန်တော်တို့ရဲ့အရက်အမြင့်နဲ့အချိုးပြန်ချရတာပေါ့နော်သူက BMI လို့ခေါ်တာပေါ့နော်ကိုလေးချိန်နဲ့အရင်အမြင်နဲ့အချိုးပြန်ချပြီးတော့သူတို့လိုချင်တဲ့ rage အတွင်းဝင်တော့မှသာလျှင် အဲဒါကိုလက်ခံတယ်ဗောနော်အဲ့တော့ဝါတိုင်းလည်းစိတ်ညစ်စရာမလိုဘူးဝါပြီးမဲ့အဲကိုယ့်ရဲ့အရက်ရှိရင်ရှိတယ်လို့ BMN အချိုးတွေဝင်နေဆိုရင်တင်မောပေါ်တက်လို့ရတယ်တချို့ line တွေကြောက်လဲ BMN ကိုသိမ့်မချီဘူးတချို့ line တွေကြောက် BMN ကိုကြည့်တယ်ဒါကြောင့်မလို့ကျွန်တော် BMN ကိုဘလို့တိုင်းလဲဗောနော်ဒီ video တွေမှာကျွန်တော်အဲ့ဒါလေးကိုပြောပြမယ်ကျွန်တော်လည်းအခုရုံးပြန်ရောက်တော့မှာကျွန်တော်ကဒီ BMI ဘလို့အချိုးချလဲပါညာကျွန်တော်သိချာအဲဒီ cyber လေးပေါ့နော်ကျွန်တော်ကကတ်လေးရတာလေအဲ့အလေးနဲ့ကျွန်တော်ပြောပြပါနော်ဒီမှာကျွန်တော်ကြည့်တဲ့လောက်ကတော့ BMI အချိုးက 19နဲ့24ကြားကိုပဲသူတို့ယူရပါတော့19နဲ့25ကြား19နဲ့24ကြားဆိုရင်အဆင်ပြေတယ်အဲ့ဒါများပြီဆိုရင်ဝိတ်ချရမယ်အဲ့ဒါနဲပြီဆိုရင်တဝိတ်တင်ရအောင်နော်ဒီမှာသူကာလာလေးနဲ့ပြထားတယ်အစိမ်း green color line တစ်ချောင်းမှာ19နဲ့24ကြားမှာရှိတယ်အဲ့ကြောင့် BMI ratio ဝင်နေဆိုရင် line အကုန်လုံးကလက်ခံတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတွတ်မယ်ပေါ့နော်တွတ်တော့ကျွန်တော်ကျွန်တော်လည်းမတွတ်တတ်ဘူးတကယ်တော့ တော့ကျောင်းဆရာ ChatGPT ကိုမေးတယ်။မေးတဲ့အခါမှာ तू ကတော့ဒီဟိုကကိုလေးချိန်ကိုလေးချိန်ကို KG နဲ့တွက်ကိုလေးချိန် KG နဲ့ပေါ့နော် KG ကိုအစာကိုလေးချိန် KG အစာအရက်အမြင့်ကိုကျတော့ तू ကမီတာနဲ့တွက်ခိုင်းမီတာ square ပေါ့နော်အဲ့ဒီကထွက်လာတဲ့ဂဏန်းကဒီ16နဲ့24ကြားဝင်နေဆိုရင် line ဒီအကုန်လုံးက BMI ratio လက်ခံတယ်ပေါ့နော်အဲ့တော့ဝါတိုင်းလဲစိတ်မြင့်နေတယ်ဟိုပိန်တိုင်းလဲစိတ်မြင့်နေပေါ့နော် ကိုအရက်အမြင့်ပေါ်မူတည်ပြီးတော့ BMI ratio တွက်လို့ရတယ်အဲ့တော့အိမ်မှာကိုယ့်အောက်တွက်ကြည့်เนาะတွက်မှာကိုယ့်၄ချိန် kg ပေါ့နော်ကိုယ့်၄ချိန်ကို kg နဲ့တွက် kg နဲ့တွက်ပြီးသွားရင်ကျော်လက်ကြီးကြည့်တဲ့လောက်ကတော့ kg နဲ့ပေါင်ကအဲ kg အဲပေါင်ချိန်လိုက်ပြီးတော့နှစ်နဲ့စားလိုက်တာပေါ့နှစ်နဲ့စားလိုက်ရင်သူကအကျမ်းမြင့်ပေါ့နော်နှစ်နဲ့စားလိုက်ရင်သူက kg ရဟုတ်ဟိုနည်းနည်းလေးပို့ပြီးပါဆိုရင်အာ ပေါင်90က41 kg ပေါင်100က45 kg ဆိုတော့အဲ့ဒီအချိုးလေးပေါ့ဗျာအခု100ကို45နဲ့စားရရတဲ့အချိုးနဲ့တွက်လိုက်ရင် kg ရမယ်ပြီးအရက်မြင့်ရစင်တီမီတာနဲ့တွက်တာများတယ်အဲ့စင်တီမီတာကိုကျွန်တော်ကဒသမ200ရှေ့ရွှေ့လိုက်ရင်သူကမီတာဖြစ်သွားမယ်မီတာဖြစ်သွားမယ်အဲ့မီတာကိုနှစ်ထပ်တင်ပြီးတော့စား chat gpt ကိုမေးလိုက်တာသိလားအော်မနော် bmr ratio ဘယ်လိုတွက်လဲ how to calculate the bmr ratio ပါညာတရကเนาะ အဲ့ဒါဆိုရင်ရတယ်ဆိုတော့အဲ့ဒီထဲမှာမဖစ်ကာလေးထွက်လာမယ်16နဲ့24ကြာဆိုရင်ဘယ်လိုင်းတို့သွား okay တယ်25တို့ဘာလို့ဖြစ်နေရဆိုရင်အဲ့ဒါကဘာဖြစ်နေလဲဆိုတော့ overweight ဖြစ်နေဒီမှာတော့သူကဒီမှာပြတာပေါ့နော် yellow color ဆို overweight green color ဆို okay အဲ blue color ဆို underweight ပေါ့ဗျာ16အောက်ရောက်နေရင် weight တင်ရမှာပေါ့နော်24အပေါ်ရောက်နေဝိနည်းနဲ့ချเนาะအဲ့မှာဒီမှာပြလာတယ် အဲ့ဒါလေးတွေကိုလည်းကျွန်တော် comment မှာအဲတက်ပုံရိုက်ပြီးတော့တင်ပေးကြပါဘောနော်အားလုံးပဲဒါဆိုရင်ကျွန်တော် weight အရန်များနေလေဒီ BMI ratio လေးဝင်နေဆိုရင် okay သွားပြီဒါကကျွန်တော်တို့မတီးဘောနော် weight များရင်စိတ်ညစ်တာပဲတီးတာဘောနော်အဲ့တော့ဒီဗီဒီယိုလေးကအဲ့ဒီဘဝနွန်တဲ့လူတွေအပိန်လွန်တဲ့ brother တွေလူသိညီဘွေတွေအတွက် BMI ဘယ်လိုတွက်ရမလဲဆိုတာကိုမတီးဘူးဆိုရင်တီးသွားတော့ပြီထင်ပါတယ်ကျွန်တော်လည်းဒီနေ့မှတီးလို့ share လုပ်ပေးတာပါကျေးဇူးတင်ပါတယ်